မင်္ဂလာပါရှင်ရွှေရုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းမှာကတော့ကမ္ဘာရွှေစည်းအတက်ကျန်းသဖြင့်မြမရွှေစည်းတရက်ထဲမှာပဲနှစ်သိန်းတက်လာတဲ့သတင်းဖြစ်ပါတယ်ကမ္ဘာရွှေစည်းအတက်ကျန်းမှုနဲ့အတူပြည်ရင်းရွှေစည်းတရက်တွင်းကျပ်နှစ်သိန်းဝန်းကျင်ခုန်တက်လာတယ်လို့သိရပါတယ်လက်ရှိမှာတော့ကမ္ဘာရွှေစည်းဟာနှစ်ပေါင်း30အတွင်းအမြင့်ဆုံးဈေးတန်းဖြစ်တဲ့တအောင်စလျင်ဒေါ်လာ4049ဝန်းကျင်ကိုရောက်ရှိနေတာဖြစ်ပါတယ်ပြည်ရင်းအခောက်ရွှေစနစ်ဟောင်းဈေးကတော့လက်ရှိမှာ82သိန်းခွဲဝန်းကျင်ကိုရောက်ရှိနေပြီးအောက်တိုဘာ10ရက်တည့်ရက်ထဲမှာပဲ ငွေကျပ်နှစ်သိန်းဝန်းကျင်ခုန်တက်လာတာကိုတွေ့ရပါတယ်။ကမ္ဘာရွှေဈေးမြင့်တက်နေတာဟာလက်ရှိမှာယူကရိန်းနဲ့ရုရှားအမေရိကန်နဲ့ဗင်နီဇွဲလားနိုင်ငံအရေးတင်းမာနေမှုတွေကြောင့်ဖြစ်တယ်လို့တစ်ဖက်မှာလည်းအမေရိကန်ဗဟိုဘဏ်ရဲ့အတူနှုံလျှော့ချမယ်ဆိုတဲ့သတင်းတွေထွက်နေတာကြောင့်လည်းဖြစ်တယ်လို့သတင်းများကဆိုပါတယ်။ကမ္ဘာရွှေဈေးဟာပြီးခဲ့တဲ့အောက်တိုဘာလတရနေ့ကတောင်စာလီ3858ဒေါ်လာဈေးထဲမှာရှိခဲ့ပေမဲ့တစ်ပတ်ကျော်အတွင်းဒေါ်လာ190ကျော်အထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာရွှေဈေးနှုန်းဟာအခု2025ခုနှစ်နှစ်ကုန်ပိုင်းမှာတအောင်စကိုအမေရိကန်ဒေါ်လာ4200အထိရှိလာနိုင်တယ်လို့ Union Bank of Switzerland UBS မှကြွမ်းကျင်သူတွေကခန့်မှန်းထားပြီးတခြားသောအဖိုးတန်တပ်ထုတန်မိုးတွေလည်းလိုက်ပါမြင့်တက်လာနိုင်တယ်လို့သုံးသပ်ထားကြောင်းသိရပါတယ်ရှင်။